အားလုံးပဲမင်္ဂလာပါဗျာစိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေတော့ဖင်လန်မောင်မောင်တို့ကိုချိုကြီးတို့ရဲ့ပြောဆိုဝေဖန်ခံရလို့တုံ့ပြန်လာတဲ့ပေါကူတော်ဘုန်းကြီးရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဘုရားပေါကူတော်ဘုန်းကြီးကအဲ့ဒီဖင်လန်မောင်မောင်တို့ကိုချိုကြီးတို့ရဲ့ပြောဆိုချက်တွေကိုဘယ်လိုပြန်လဲတုံ့ပြန်ထားတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံ့တက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းစိုင်းလန်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒီနေ့က28ရက်6လပိုင်း2025ဖြစ်ပါလေဗျဒီရက်ထဲမှာဦးစင်းလဲရှစ်စကန်းနေရောက်ရှိရှစ်ရှစ်ကိုရောက်ရှိနေတဲ့ကြောင့်ပေါ့နော်တိတ်ပြီးမှဒါမပြောပြဘူးပေါ့နော်တချို့ကလည်းပြောရပြန်နော်အရှင်ဖရားအရှင်ဖရားဟိုတဲ့ဖင်လန်မောင်မောင်တို့သူကြီးတို့ကပြောနေတယ်ဒီလိုမှသာကပေါ့ဟောသူတို့ပါဇက်ပါလာပြောပါစီလို့ဟုတ်လားဖင်လန်မောင်မောင်လည်းရှင်ဖရားကိုပြောနေတယ်ဗျာတဲ့ရှင်ဖရား ဩသူကကျုပ်ဆဲရတော့မဆဲသေးဘူးသူပါဇက်ပါတာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဖန်တို့လည်းကျုပ်ကိုဝေဖန်တုံ့တက်မှာပါပြစ်ချမှတ်လို့လို့ဟုတ်လားဒါပြောကျုပ်ပေါက်ကိုတော့ပြောတဲ့အဲမှာသူကအရင်ကျေးဆုံးလူလို့ကျေးဇူးတော်တင်အောင်ပဲလို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်အောင်လို့ပြောတယ်သူဆဲရမှာပါဘူးလေဗျာအဲ့တော့သူသူဝေဖန်တော့လည်းဆိုတော့သူကျုပ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဦးစင်းကတွေ့တယ်များသူဦးစင်းကပြောပြီးမှအတိုင်းရှင်းရှင်းဦးစင်းကအကုန်လုံးလိုက်ပြောလို့မရဘူးကြာတော့ဦးစင်းကလက်တွေ့တယ်မှလေကြာ ောက်ကိုတော့လက်တွေ့တယ်မှာလက်တွေ့တယ်မှာဆိုလက်တွေ့ပဲလုံးလုံးတယ်ဗျအလုံးနဲ့ပဲတက်တည်ပြတယ်ဗျာနော်တိုင်းပြည်ကိုပါးစပ်နဲ့ချစ်ပြအောင်နဲ့မကြည့်သေးဘူးဗျပါးစပ်နဲ့ချစ်ပြောင်းဗျာဒါဘာပြောလို့သူတို့တွေက YouTube တုံးတာဗျ YouTube တုံးတော့အခုဆိုလို့ရှိရင်တကားဖီလန်မောင်မောင်တို့ဆိုရင်ဝင်ဝေးရမ်းကောင်းနေရောဘယ်လိုဆိုတော့သူကဒီဘက်ကလည်းဦးစင်းတို့ဘောမရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဟုတ်ပဲဒီပိတ်ရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဗျအားပေးတဲ့တစ်ဖက်ကြိုက်စကလုံးလေးဒီဘက်ဘောကတော့လေးကနော်အားပေးကြတယ်ဗျာနော်အားပေးကြလူကြည့်များလာပေါ့လူကြည့်များတော့ပို့ပြီးမှဝင်ဝေးကောင်းတာပေါ့ဗျာအဲ့သူ့ရဲ့အလုပ်ငွေလေးမရပါဘူးတတ၄50ရောအေးစစ်စစ်ပဲလေးဗျာနော် ဒါပါပြောပြောဦးဇင်းဟုတ်လားလူပါဇက်ပါလို့ပြောမှာပဲဦးဇင်းလည်းဝဲဝဲခြင်းတဲ့ခါပြောမှာပဲဟုတ်လားဒီကသူကဖယ်လာမှာဦးဇင်းကမြန်မာပြည်မှာပြည်တွင်းနေရနေဦးဇင်းကိုပြောနေရမှာမဟုတ်ဟုတ်လားပြည်တွင်းနေရနေပြောရင်ဦးဇင်းလက်တွေတွားရှင်းလို့ရတာလေအာပြည်တွင်းနေရဦးဇင်းကိုဆဲဆိုနေတဲ့သူလက်တွေတွားပြောလို့ရတာလေလက်တွေတွားပြီးပြောလို့ရတယ်လေဗျာဒါကမှထောက်ထားကြပါဗျာဗျာဆိုဟိုးကနေတချို့ကလည်းအမေရိကန်ကနေလန့်ဟောင်းတာကျုပ်ကဘာလို့ရပါတော့ ဘာမှစိတ်ဝင်စားဘူးเนาะဘာမှစိတ်ဝင်စားဘူးဦးစင်းအလုပ်ကိုပဲဦးစင်းလုပ်ပါပါဗျာအဲ့မှာတွက်ကြည့်လေးဟိုမှာကျုပ်တကားမှဖနက်တဲ့မီမိုးနဲ့တိုင်းထိုင်းမှလာကျုပ်တို့တွေ့ခဲ့လို့ရှိရင်ဘယ်လောက်မှပွဲလောက်ရိုက်မှာပွဲမမပွဲတော့မှမဖနက်တဲ့မှာမပေါက်ကုန်တဲ့တွေ့လို့ဟိုမှာကမ်းခြေတွေရောက်လို့ရောက်အာထိုင်းထိုင်းနိုင်ငံဟိုဟာတွေရောက်လို့ရောက်ဟောတွေ့ပြီဟိုကကလကလေးမွေးတာမှဟိုကဘယ်နှလမှရှိတယ်ဟိုမကြောက်မပန်ပန်မို့ပေါက်ကုန်တဲ့တွေ့ပြီးဗိုက်ကြီးလို့ကြီးနေအဲဟုတ်လား AI ခကြီးอ่ะเนาะ AI ခကြီးอ่ะရမ်းဆောင်ဟုတ်လားမတပည့်ကြီးอ่ะလွယ်လို့လို့တပည့်ကျူอ่ะမပါလို့မပါဟုတ်လား ကြည့်ပြီးတော့ကြတော့ရီတော့သူတီအသက်ရှင်ဆိုရီဝဲနေရပါလိမ့်မယ်နော်ဒီကနေ့ဦးစင်ပြောချင်တာကတော့ဦးစင်နောင်ချိုဘက်ကတောင်ခမ်းတက်ကိုတော့ပြီးမှလှူတယ်တောင်ခမ်းတက်ကိုလှူပြီးလို့ရှိရင်ဒါဦးစင်ကဒီလင်ငယ်ရဲ့အတွင်းမှာကြောင်မဲတီဘောနောင်ချိုမှာရှိတဲ့ရဲမီတာစုဝယ်250ဦးစင်တော့လှူမှာဖြစ်ပါလိမ့်မယ်နော်ကန်ဆမ်းမဲ2ကန်ဆမ်းမဲလေးတွေလိုအပ်ထားလေးတွေဒါအလိုလိုစောင့်သွင်းရောက်ပြီးဆိုတော့ဆွဲတာ AG တွေပါရေဦးစင်ကဒီအောက်ချင်မီတာစုတွေရောအကုန်လုံးဟိုဒါ ကြောင်မဲ့တီဘောပေါ့နော်ဒီနောက်ချိုမှာတာဝန်ကြတဲ့ရဲရဲရဲတက်မလို့ရဲပေါ့နော်ရဲမိသားစုအားလုံးကိုဥစဉ်ကသွားရောက်ပြီးမှလည်းလူတန်းမှာဖြစ်ပါတယ်ဗျာနော်။နောက်ခန်းကိုသွားတော့ကအလူရှင်တွေကတော့နော်အလူရှင်တွေကိုပြောပြခြင်းလို့ဖြစ်ပါတယ်ဗျာနော်။ဒေါခင်လက်မိသားစုကတိန်းနေစေတဲ့။နော်မော်ဖိုးကျော်မိသားစုကတိန်းရတော့လက်ထက်မရောက်သေးဘူးပေါ့ဗျာနော်။ကိုနိုခန်းမေမတ်တွယ်မတ်တွယ်ဇာကြီးအောင်ကပစိုးအကွင်း90ပါတိတ်ထမိတ်90ကော်နာနဲ့ကိုစိုးမိုးမိသားစုကတိန်းနေစေ။ကိုလွမ်းမိုးမိသားစုက10တိန်းနဲ့နော်ဗတ်တိတ်100နှစ်စုံနဲ့ ပကံခွဲရောက်များလူဒန်းနဲ့မောင်ဆန်ရှာမီတာစုက17တိန်းလူဒန်းနဲ့ကိုကလားလေးမီတာစုက15တိန်းလူဒန်းနဲ့ကိုတန်းစုကိုတန်းကိုမီတာစုက10တိန်းကိုစိုးတိန်းမီတာစု10တိန်းโอเคထွင်းကနဂတ်တယံပရိဒုံဝဲပတ်ပါတိတ်ဝမ်းဆက်အုံစုံမောင်ချမ်းလေးမယမဲသိန်း50ကိုတေးလေးမပိုင်ခဲကဒိန်း30တော့ပြုံးထွေးကဘေးလွယ်အိတ်20အင်ကြီး40ပစိုး40ဒါလူဒန်းနဲ့အဲ့တော့အလူရှင်နေမြားဒီထက်မှမိခဲ့လို့ရှင်လဲเนาะဥစဉ်ပြန်စစ်เนาะ ဥစဉ်ရတော့ဒါနော်ကိုမန်လေးကိုမန်လေးမိသားစုက70ရင်းလူတိုင်းချင်းဖြစ်ပါလေဗျကိုမန်လေးမိသားစုက70ရင်းနော်ကိုထူးမိသားစုက9ဒိတ်ဒါလူတိုင်းချင်းဖြစ်ပါလေဗျနော်အဲ့ဒါလူရှင်သာဥတဲ့အဲ့မှာ600လာဓာတ်ပုံလဲတွေ့တဲ့ဆန်စီစားလဲလူတိုင်းနဲ့ဒါပါဒေ10အစိုးဆုံးဒီ330တကူကန်ဆန်းမဲတွေဖောက်ပေးခဲ့တယ်ပေါ့တူတူရဲ့ PT အပြုံးနေကိုမြင်ရတော့ဥစဉ်လဲပြောရအောင်ယူစားတဲ့ပေးရတဲ့အရာလာပူပြီးမှအရာလာရှိတယ် ဒီတက်မလို့မိသားစုတွေပေးလိုက်တယ်ဒါနောက်ထပ်ဥစဉ်၄၅ရက်ဆိုရင်ရဲမဲရဲမိသားစုတွေကိုရဲတိုင်းမတွားပြီးမှဥစဉ်တွားရောက်ပြီးလူတိုင်းမှာဖြစ်ပါရနော်ဒီဟာတွေလူတိုင်းနဲ့အရာတွေကလည်းဥစဉ်ရဲ့ဝင်တပြားတစ်ချက်မှမပါပါဘူးကြာနော်တပြားတစ်ချက်မှမပါဘူးခုနရတဲ့မိများလူတန်းနဲ့တမတော်ချင်းမြတ်노တူများတိုင်းပြည်ကိုချင်းမြတ်노တူများကလူတန်းတဲ့အရာတွေပဲဖြစ်ပါလေဗျာနော်လူတန်းတဲ့အရာတွေပဲဖြစ်ပါလေအားကြောင့်မလို့ဒါတမတော် ခြေတန်းရောက်နော်ရဲတွေရောဒီရဲရဲလဲစစ်တပ်ရတယ်တပ်မတော်တွေလည်းစစ်တပ်ရတယ်နော်အကုန်လုံးစစ်တပ်ရတယ်တိုင်းဝင်တိုင်းပြည်ရဲ့တာဝန်ကိုနိုင်ငံပါလီမန်ရှင်သူရဲကောင်းတွေအခုဆိုလို့ရှိရင်ဒါတရက်နှစ်ရက်ဆိုကြောင်မဲဆိုရင်ဒါရလာလောက်ဖြစ်သွားပြီကြောင်မဲမှာဆိုလို့ရှိရင်ပလောင်နေရတီဘောကိုစုတ်သွားတယ်တီဘောကနေဘယ်ထိစုံလို့တော့မတီးဘူးဗျာနော်အခုအတန်တွေကဘာကြီးထွက်လာလဲဆိုရင်တီမောကိုလည်းပြီးတီမောလည်းပြီးမယ်ကြောင်မဲလည်းပြီးမယ်ကျွန်တော်တို့စစ်မတိုက်တော့ကျွန်တော်တို့ငိမ့်ချမ်းကြီးဆိုတဲ့အတန်လေးကိုထွက်လာတယ်ငိမ့်ချမ်းကြီးဆိုတဲ့အတန်လေးတွေကိုထွက်လာတယ်ပြောချင်တော့သူကဘာဖြစ်လဲတော့ပြီးတော့ တမရောကတဲ့အလုံးကြီးအင်းနဲ့အားနဲ့တိုက်တယ်တဲ့အင်းနဲ့အားနဲ့အလုံးရင်ဝင်တယ်တဲ့လူတို့ကိုမလုပ်တော့ပေါ့နော်အင်းနဲ့အားနဲ့အဲ့တော့ကျွန်တော်တို့ကြောင်မဲကနေနောက်ဆုံးနေရပါတယ်ဆိုတော့အတန်နေထွက်လာကြတယ်ဗျာထွက်လာကြရနော်အဲ့တော့တမရောကတဲ့ဘုံကြီးเจ้าနေကိုလင်းကြီးနဲ့ချဲတယ်တဲ့အဲ့တော့ဘုံကြီးเจ้าနေကိုလင်းကြီးဆိုမင်းတို့တဘုံနေမင်းတို့ပလောင်နေပီဒီအက်ဒီဘုံကြီးเจ้าရဲ့မှာအစုလိုက်တော့လိုက်မနေကြနဲ့အဲ့ဒီဘုံကြီးเจ้าနေထဲမှာပလောင်နေရောပီဒီအက်ဒီလာအစုလိုက်အပြုံလိုက်မနေတမရောကချဲစရာလည်းအကြောင်းမရှိချားစရာလည်းအကြောင်းမရှိဘူးနော်ချားစရာလည်းအကြောင်းမရှိအဲ့ဒီနေရာဘုံကြီးเจ้าထဲမှာပလောင်နေရှိပါတယ်ပီဒီအက်ဒီရှိပါတယ်ဆိုတော့တမရောကလည်းမသိဘူးဘယ်သူမှမသိဘူး အဲ့ဒီကံကံအဲ့မှာရှိတဲ့ပြီးရှန်တိုင်ရင်သားတွေအေးငိမ့်ချမ်းမှုကိုလိုလားတဲ့ဗီဒူတွေက ပေးတဲ့အတွက်ကြောင့်နော်ပေးတဲ့အတွက်ကြောင့်တိတိကျကျခိုင်ခိုင်လုံလုံပေးတဲ့အတွက်ကြောင့်ငကောကခုတ်ရတခြားထဲရတခြားခုတ်ရတခြားပေါ်ပြောကြနေတာဟုတ်လားတပ်မတော်ဘုံကျဲတဲ့အတိအကျဒီခုချိန်မှာတပ်မတော်ဘုံကျဲလိုက်တဲ့ရာဒီ90တရားခိုင်လုံးက90ရာခိုင်လုံးလောက်တိကျနေရတာဥစဉ်တော့အားပေးတာပေါ့ဗီဒူတွေကနေခိုင်ခိုင်လုံလုံတိတိကျကျပေးနေတဲ့အရာတွေကိုဗီဒူတွေကတပ်မတော်ဘက်ကို ်မြောင်များစွာတရင်တွေခိုင်ခိုင်လုံလုံပေးလာပြီဆိုတာကိုဦးစင်းတို့ကဒါအသိစိတ်ခင်တဲ့အတွက်ကြောင့်ပါနော်တစ်ဖက်ကနေဟောင်းမန်နေဂျာနဲ့ကြလာစိတ်ချကြောင်မဲ့နောက်တုံးလေးရဲ့တွေကြောင်မဲ့ရလိုက်မယ်ကြောင်မဲ့ပြီးလို့ရှိရင်ကြောင်မဲ့ကိုဒီမှာကတော့ထိချပြီးရင်တီမော့ဆက်ရလိုက်မယ်တီမော့ပြီးရင်အဆက်အဆက်တက်မတော်ကနေတွားလိုက်မယ်အလုံးရင်းနေအင်းအားလိုက်ဒီပြောမနေနဲ့ဟုတ်လားအလုံးရင်းဒီထက်အင်းအားတွေကများလာအောင်ပါစစ်မှုထမ်းထားခိုင်းတယ်ဆိုတာလကထားခိုင်းတာပေါ့တိုင်းပြည်ငင်းချမ်းပေါ့တိုင်းပြည်အေးချမ်းပေါ့နော်အဲ့တော့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတို့တို့လင်ခွင်းတွေမှာတိန်90ပေါက်တယ်လို့ကြားရတယ်ဗျာနော်အဲ့တော့နိုင်ငံတော်အကြီးအကဲများအားလုံးနဲ့တခါကြီးတွေလည်းလင်ခွင်းက ဒီနေရာတွေကိုတိချစစ်စစ်ပါအောင်ဗျာနော်စစ်စစ်ပါအောင်နော်ဒီတချို30နဲ့ចောင်းတွားတဲ့ထားတွေ28လေးနဲ့ထိုင်းနိုင်ငံဘက်ကောက်တို့ဟိုဘက်အဆွေဘက်ဒီမှာចောင်းတက်ထားတွေဘာတွေပေါ့ဗျာတကယ်ចောင်းသားចောင်းတက်ထားထူးဆန်းမဟုတ်ဘူးចောင်းသားမဟုတ်ဖ ೇನೆ ចောင်းတက်ခံចောင်းလက်ကပ်ပြီးငွေပေးပြီးလုပ်ပြီးမှာစစ်မှုထမ်းမထမ်းကျင်လို့ရှောင်းနေခါတော့လက်ခံလို့မရဘူးနိုင်ငံသားမှန်စစ်မှုထမ်းပဲပေါ့ကတို့ဒီချိန်မှာစစ်မှုထမ်းနေဆွဲတယ်ဘာညာကောက်တယ်ဘာမှမပြောဘူးစစ်မှုထမ်းနေမလိုက်မဆွဲစေခြင်းဘူးလိုက်ပြီးမှာညအချိန်မှာအိမ်မော်တွေတက်ပြီးမှာမဆွဲစေခြင်းလို့ရှိရင် ရက်ွက်တွေရက်ွက်တွေတိုင်းမှာအုတ်ကြီးတွေမှာတို့တို့စင်းရင်ရှိပါအဲစင်းရင်အတိုင်းခင်ဗျားတို့လိုက်ကြစင်းရင်အတိုင်းတွားမဲဆဲအတိုင်းတို့လိုက်ကြအဲမဲဆဲအတိုင်းမလိုက်ရင်တော့ဗျာအုတ်ကြီးတွေကလူပွားပါတယ်တို့တို့တတ်သမီးတွေတို့တို့စင်မျိုးတွေမပါဘူးဆိုဥစဉ်တို့စင်းစရာနဲ့လာဗျာခင်ဗျားတို့ပြေးစရာအကြောင်းမရှိဘူးမဲဆဲအတိုင်းတွားရတာနော်ဥတွေလည်းနောက်ပြီးတော့လည်းအုတ်ကြီးတွေသားတွေကကြံခဲ့တယ်ဆိုလည်းအုတ်ကြီးတွေသားတွေခုစစ်မှုထမ်းလိုက်သွားတဲ့သူဒီနှစ်နှစ်ပြည့်တော့မှာပြေးလို့ရအဲ့ဟာတွေဆင်းလာလိုက်တယ်အဲ့အုတ်ကြီးတာမလိုက်ရသေးဘူးဆိုလည်းအုတ်ကြီးတာနောက်တစ်ခေါက်မှာပါပါပဲ တထေတာမလိုက်ရသေးဘူးလေတထေတာပါပါပဲအပြောင်းလဲတစ်ခုအနေနဲ့စစ်မှုထမ်းမှာအဲ့ဒီလိုစီစဉ်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းပြောစိပြတာပြည်သူများအလုံးချပြကြပါမယ်ဗျာနော်ရှေးတက်မတော်ဒီတဖြည်းဖြည်းနဲ့အောင်ပွဲအလီလီရနေဆိုတော့လေပြောကြပါမယ်ဗျာနော်ကြောင်မဲကရတယ်ရရည်လို့လည်းပြောလို့ရတယ်ကြောင်မဲပတ်ပတ်လည်းခုဆိုလို့ရှိရင်ဒါခိုင်ခိုင်လုံးတိကျကျနဲ့ရှင်းလင်းနေတယ်ပေါ့နော်ဟိုဘက်ခွက်ခေါက်တွေဘလို့ခေါက်ပြီးမှဟောင်စီတို့အဖွဲတွေဘလို့ဟောင်မလဲဘလို့ခေါက်ပြီးစားမလဲဘလို့စင်ကျင်ပေးမလဲဆိုတော့လေတိုင်းပေါ်ပါပဲဦးစင်နားထောက်ပါဗျာအားလုံးတော့ပါပဲဗျာ